တစ္ဆာကူဘွဲ့ပိုက်ဆောင်ရတူပြဆိုခဲ့ပြီးသောဖျားပွဲတွင်တစ္ဆာကူဖျားပွဲသည်အထင်ရှားဆုံးအစီကားဆုံးဖြစ်သည် ထိုတစ္ဆာကူဖျားကိုတိရဓမ္မာတောကပင်တီးခဲ့သည် နောက်အခါကျန်စင်မင်းသားထွက်ပြေးရောက်ရှိလာစဉ်ဖူးမြင်ကြည်ညို၍ငါမင်းဖြစ်မူပြန်လည်ပြုပြင်အပ်ဟုတစ္ဆာပြုခဲ့ကမင်းအဖြစ်ရာကမှပြန်လည်ပြုပြင်သည် ထို့ကြောင့်တစ္ဆာကူတွင်ကြောင်းရေရနာဘုံတည်င်းစာဆရာကြီးဘိုးဝစီယာကကျန်စင်မြင်ပြမင်းတရားလျင်ရွှေမားကြံမောက်ကံမရောက်မီလှန်ထောက်ဆက်ကြလှဲ့တုံခါကအကျင်ငါစစ်မင်းတီဖြစ်မှုဓမ္မရစ်ဘုံမော်ဤကူတော်ကိုထင်ပေါ်စိတ်ရီထပ်ပြင်းမြီဟု မိတ်ကြီးရွှေပြား ပြုတ္တစာကြောင့်မဟာတစ္ဆာကူမြတ်ဘုံလူလင် အုံးစုကြွညာပွဲတော်ခန့်ဤဟုမှတ်တမ်းပြုထားခဲ့ပေသည်ဝါဇုလပြီကျော်ရှိရနေသည် ထိုတစ္ဆာကူဖျားပွဲနေဖြစ်သည် အရှိဘက်ကလင်းရင်ရွာမိုးတောက်ရွာကုန်းကြီးရွာ ရွာတိရွာ ရှမ်းကုန်းရွာနန်းရွာအနောက်ဘက်ကစားတော်မှာငားရွာဖျားချီရင်က ညောင်ငုတ်တူရွာဤသို့ရွာပေါင်းစုံကအတိအမုတ်အကအခုံတို့ဖြင့်ပရိသာပင်မျိုးစုံကျွေမွေကမ်းလန်းပွဲမျိုးစုံလောင်းလူပွဲမျိုးစုံဆောင်ယူကလာရောက်လှူဒန်းကြသည်ထိုအကြောင်းကိုဆရာတော်သည်ယတုပိုက်စုံဖြင့်မှတ်တမ်းတင်တော်မူသည်ပထမပိုက်ဖြင့်တစ္ဆာကူတော်ဤတာယာဘုံနှင့်သူတော်ကောင်းတို့တပါးသည်ဤကစားခိုးအောင်၍အမတတရားကိုရှာဖို့တင့်ကြောင်း ဖွဲ့ဆိုတော်မူသည်ဒုတိယပိုင်းဖြင့်သစ္စာကုဇေတီတော်နှင့်ရှင့်မျက်နှာမို့အတွင်၌ဖလားတမဘက်ဝင်စားသည့်ရုတ်ထုတော်များအကြောင်းဘေတက်ကတိကတည်ထားခဲ့သည်ဟုမှတ်စာမရှိ၍မသိနိုင်ကြောင်းဇေတီတော်၏အနီးအပါသို့တော်သားချင်းငယ်များမဝင်မလာနိုင်ကြောင်းငလင်ပေးကြောင့်တခါမျှမပြူပြက်ဘူးကြောင်းစသောအံ့ပွေပြညူပွေတို့ကိုတင်ပြသည်တတိယပိုင်းဖြင့် ပွဲတော်အကြောင်းကိုဖွဲ့ဆိုသည်ရင်းရတူပိုက်သုံးပိုက်မှာတစ္ဆာရွှေကူတောမြိုင်မူကတီတကူဆက်မိုးမြေတက်ကြောင့်နုပတ်ညွန့်ဝေစိမ့်မြရွှေတီပင်ကြီးအောင်ဆိုင်လက်လေဝိုင်း၍ညုံမိုင်းရစ်သွေပျော်မှုဝေတီပင်ငယ်ပင်မြင့်တင်းနုရင်နှင့်ဖူးပွင့်ဖာယာလေကစားကတိမ်ပါနှွဲ့ရင် မဟန်နိုင်ပဲရွာပြိုင်အားကြရောပြုံးကသူနထသာယမပေါ်ပါကဲ့နိယမရှင်ဓာတ်အစင်ဖြင့်ထူချင်းသီးဆောင်ပန်းနံထုံသည့်ရကုံမြေကျော်ဤတိတော်ဝယ်မနောလူရှင်သီလစင်၍ဒူတင်သိခာကျင့်တမာဖြင့်ဤကာစာရမန်ဆောင်ချလျက်တတသုံးလီပါရမီကိုပြည့်မြည်စေကြောင်း သူမြတ်ကောင်းတို့ခိုးအောင်ရာပင်စိတ်ဆွဲထင်သည်ဂူလင်မှတ်ရာမြည်ကျူးတီနှစ်တစ္ဆာဆွေကူတောင်ညွငူ၌တရဖူမြတ်သုံးလူနဲ့ဤမွေတက်တီရိကိန်းအောင်မိသားစီတီတော်ဦးတင်ညွတ်မြူးရှင်မုတ်ထူးလှိုင်သာရှင်းမြတ်နာ၌တမာပတ်ညင်ဖိုးသောရှင်၍ တပ်ပင်ပုံစုနိဗ္ဗာန်ရှုတို့တိတုကြည်ပွဲလွန်တပ်ပေတီဘေဝေဘေနှင့်တက္ကတိကရင့်မြစ်တေချာတိထားပါဟုမှတ်စာမရှိမှမတိကဇေတီနိဘာကျင့်ငဲ့များနှင့်တောသားမဝင်မုံတိုင်းဆင်၍ငလင်ထံပြင် တိုက်လုံချင်းကြောင့်ပြည့်ရင်းပေကမရှိပါကဲ့မဟာနုဘောတကူတော်ကိုရည်ရွယ်မြတ်နိုးဥဇော်မျိုးကြောင့် မိစုရင်တွင်အန်တရေတို့ကင်းကွယ်စေခြင်းစုတုစင်သည်လူရှင်နှက်ပါကြည်နူးသည်သို့တိစ္ဆာရွှေကူပွဲတော်ဟူသည်စိတ်တူညီညာအယွာယွာမှတရာဖြူစင်ကောင်းမှုရှင်တို့ရှုမြင်မည်ပန်းစီမီနှင့်တတိရေချံခဲပွေစွမ်းကိုတောင်ကန်းနှိပ်ပူရောက်စိတ်ဟူ၍စုယူပနဲ့စုံနှုတ်မှုလျက် S တင်ဆက်ကတ်လူချင်းညောင်းစု၏စိတ်သူမပြသူများအပင်စုထားမုံစွန်ဖြာမာပုံလဲမလုံးမလောက်တောင်းနေမောက်၍ဝမ်းမြောက်စုပေါင်းစွန့်ကြည့်လောင်း၏တောင်းပြောင်းဝေစာပတိသာကိုတေရှာရှင်းနောက်မဲရွေးကောင်းလျက်သူ့အောင်မကြတီးမှုတ်ကား၍ ဗုဒ္ဓကုဏီအစင်နီကိုယိုတီဆွမ်းမတ်စေတီမြတ်အားလက်ပတ်ပူဇော်ပျော်ကြီးပျော်လျက်တင့်လော်ပြင်စင်ပွဲကြီးရင်သည်ဖြူစင်မြက်ရာရည်စူးတီထို့သို့ပဝန်းကျင်ရွာများမှ အပြန်အဆိုင်တိမုတ်ကခုံပြီးဖျားကုန်းတော်သို့တက်လာကြရာတရဝါတို့ဤဓမ္မတာကုသိုလ်ကောင်းမှုမေ့ပြောက်၍ခယံဒေါသဖြစ်ကြသည့်အခါဖြစ်ကြ၏ထို့ကြောင့်ဆရာတော်သည် အောက်ပါတည်တက်ဖြင့်အချင်းချင်းခက်ရန်ကင်းအောင်ဆုံးမတော်မူ၏တစ္ဆာကူပွဲတော်ဖွင့်မှုနှွဲပြော်ကွင်းတူဆုံတွဲဖော်နှင့်လူဆုံသည်မှုတပုံဟန်ကျင်းပြုပြင်မှုသူ့အသင်မှနှုယင်အနှုယင်မုနှက်ဖန်စင်အတိအမှုတ်ကအဆူငယ်ကြွပူမှန်တင်းစမလို့ ထံပြင်းလို့ရမကင်းချိတ်ဆောင်စီဒီတော်ကျေတကိုးရဲ့ကြောင့်နှွေအမျိုးမြင့်သူကရှောင်းတန်တရာနှွေဝတ်နှောင်ကိုလွယ်လွတ်အောင်ခစ်ထူးမှုရစ်အမှုမူမပူပြုကြကုသူနိဗ္ဗာန်စုပတ်လျက်ဆိုသည်ညမက်ဖို့ရာချောင်းွယ်လေးတစ္ဆာကူမလေးတစ္ဆာတို့ထို့ပြင်အတိအမောအကခုံတို့ဖြင့် တစ္ဆာကူပွဲတော်ကိုသွားကြရ၌အပျော်သဘောတသက်မဟုတ်ဘဲကုသူဖြစ်ဖို့အတန်ချက်ကြပြားဖြင့်နင်းညွန်လန်းပြီးလှုပ်တော်မူသည်တစ္ဆာလေးရဲ့အရာသဘောကူပြသည်တစ္ဆာလေးပါဤကိစ္စတရုတ်ကိုဖော်သည်ကာယင်းဆိုရင် မကတစ္ဆာဖြစ်နိုင်ကြောင်းကိုရေးသားဖွဲ့ဆိုထားသည်တစ္ဆာကူဖျားပွဲမှ တကယ့်ပရမတ်ထတစ္ဆာတရားတို့ရောက်အောင်မြင်အောင် ိမ်မာပန်းနဲ့စွာဖြင့်ဆွေးယူညွှန်ပြတော်မူသည်၁နတ်လူလူနဲ့အများပူဇော်ရာရွှေကူတစ္ဆာလောကထွပြနှင့်တောင်တော်ဥမာကြည်နူးဝယ်လေးရက်ရှင်နေဖူးရထင်ရှား၃နှစ်စင်မပြက်ပွဲကြီးရင်ဒီစီရှင်မှာကျင်းပညွတ်တော်လေး၄ ချွေကူဖျားပွဲတော်မှာလေးတစ္ဆာနှင့်နှွှဲလိုက်ကြဆို၅တစ္ဆာတရားဒိဗေကိုကအဆူနှင့်တိစိတ်မှမ၆တစ္ဆာလေးရဲ့ကိုစီတင်တယုတ်မြင်တဲ့ရွှေရင်သားပဲခွန်ဘဝ၃ပါးဝိခန္ဓာဒုက္ခတစ္ဆာဆင်းရဲအထုပ်ရှင်းဒုက္ခအမျိုးမျိုးစီရင်ပံလောဘပူမှန်တမှုတရား ကိုစင်းရဲခတ်သိမ်းငင်းချမ်းကွာ အမျက်သစ္စာនិရောဓတဲ့တဆယ်និရောဓတို့ရောက်ကြောင်းမှမကသစ္စာကုတုတရား7ပိုင်းခြားပင်မှုမျက်မှောက်ထင် ပွားများသိမြင်ကိစ္စခြားနာစနစ်16ပါးကိစ္စမှာမလီးပြာနှင့် စင့်စင့်မြောက်ပွား7အဆူအကစိတ်ကောင်းဝင်10ပါးမကင် ကင်းမလွတ်ဘူးဆလီကာမှုဆုံမှုညံမကွာကုသိုလ်မဟာတိဟိတ်တမျိုးဆံကလောဘဒေါသညူမတင်မောဟစင်နဲ့ဩက္ကဋ္ဌဇော16ပိတိဒုက္ခအမြဲပါနှစ်သက်ဝန္တာဇောစိတ်အထုစကွန်တရာထက်လို့စိတ်ဖြူစင်မဏိမြရှင်နိုင်တော့မလွဲ16ရွာပြိုင်ပွဲမှာအကဲတာ ဗုဒ္ဓပူဇာဖြစ်ဖို့စိတ်ထားစကုဆိုအကနှင့်ကတော့စင်တစ္ဆာရှင်ကိုဥခညွတ်တော်20ကာယင်းဆိုရင်တရားပါယင်ပိမူယာဘေယတာလေ21ကြီးငယ်အများရွာလုံးရင်တရားရှင်တဲ့ရွှေရင်သားပဲ22အရင်မှုကိုတွေ့မယ်လားရွှေရင်ရွာကို ဝေကရှောင်ကြ23လောကီလောကုတ်ရှင်ဖို့ရာရွှေရင်ရွာကခေါင်ကအချုပ်24ကိုမှုနှုံမှုနှစ်ပါးရင်စိတ်အစင်မှာနုညံ့ပျော်ပြောင်း25တောတပန်နုအရိယာကျင်စေတိတ်ခာဆိုတဲ့ပါရဲ့26ရွှေကူပွဲမှာစုဒူပန်မတ်ဖို့နေပန်ရဖို့မဝေးသူတော်စင်တို့ဤမှွေလျော်ရာ တစ္ဆာကူဖျားကိုစကိုင်းခရိုင် စားတောင်ရွာရေကြည်ရဲ့ရွှေဥမြင်ဆရာတော်ကဒုတိယအကြိမ်ပြည့်စံမွမ်းမံသည် ထို့နောက်စားတောင်ရွာမြမပညာရှိဥညာဒေါ်ရှင်နှင့် ဥပါဘူးတို့ကတတိယအကြိမ်မြောက်ပြုခြင်းသည်နောက်ဆုံး၄ကြိမ်မြောက်အဖြစ်မြမပညာရှိဥညာဒေါ်ရှင်တို့ကပင်ထပ်မံ၍မှန်သင်္ကန်းကတ်လူကနေသူနေသားများက မဟာယန်တတိုင်းဖြစ်အောင် ကူညီလှူဒန်းကြသည်တစ္ဆာကူမြတ်စွာဘုရားသည်ယခုအခါသူတော်စင်တို့ဤပျော်မှု၏အနိဗ္ဗာန်စိတ်ဥဖြစ်လျက်ရှိ၏မြမပညာရှိကြီးဆရာညာအမှုပြုသည့်သူတော်စင်တို့သည်ဂျေဇုရှင်အဘိဒဇမဟာရထဂုရုသက်တော်ရှိစံကင်းဆရာတော်ဘုရားကြီးဩဝါဒအောက်တွင်ဘုရားရှင်ဟောတော်မူသောပိဋကအကျမ်းဂန်များမှညွန်ပြသောနိမ့်မှန်လံကောင်းများအတိုင်း လက်တွေ့ကျင့်သုံးလျက်ရှိကြ၏။တည်င်းနေ့တိုင်းလင်းရင်ရှံကုန်၊ကုန်းကြီးရွာတော့၊မိုးတော့ရွာနဲ့ညောင်ငုတ်တူစားတော်မှငါးရွာစားသောအနိပဝင်းချင်းရွာများမှလာရောက်ကြသောတည်င်းတွင်ယောဂီသူတော်ချင်းတို့ဖြင့်စီကားလာ၏။သူတော်ကောင်းများပြီးပြီးအချင်းချင်းအေးအေးငြင်းငြင်းစိတ်ချမ်းသာကိုချမ်းသာဆွေးနွေးဟောပြောခြင်း ပိရိကန်နီကေကြီးများနှင့်မဟာဥဒ္ဒုတာယောဆရာတော်ဒီပယင်းဆရာတော်လေဒီဆရာတော်စသောညီမှန်လန်းကြညွန်ပြသောဆရာတော်တို့ဤစာအုပ်များကို လေ့လာခြင်းစသည်ဖြင့်စာတွေ့လက်တွေ့ကျင့်သုံးအားထုတ်ကြ၏ထို့ကြောင့်တစ္ဆာကူကုန်းတော်မှဓမ္မသတင်းတို့ကတင်းပြန့်လှပါပြီးတော်၏တရားလမ်းကြောင်းမှ ပြောင်းလဲ၍ကိုလိုရာဆွေဟောပြောမှုရေးသားမှု သည်တရားမဟုတ်ဓမ္မဟူသည်လောကအာမိသနှင့်မပတ်သက်လက်လာပါစာသော အာမိသကိုငဲ့လင်ဓမ္မလမ်းကြောင်းမှ လွဲတော်၏အရေးကြီးသည်မှာတန်တိဋ္ဌိက ဖြစ်ဖို့သည်သူများကဘယ်အဆင့်ရောက်ပြီဆိုယုံများဖြင့်တကယ်မှုတ်နိုင်ထို့ကြောင့်ဖျားဟောပြောသောပိဋကတ်တို့မှမှန်ကန်သောနိထုံးကိုယူ၍တကယ်တန်တိဋ္ဌိက လက်တွေ့ကြအောင်အားထုတ်နိုင်ပါမှ လွယ်မှားမှု မိစ္ဆာသဘောကင်းပေလိမ့်မည်မှန်၏အမြင်မှန်တမာဒိဋ္ဌိသဘောကင်းချေသော အလေကပြတ်သောလေဆွေးပမာသူတော်ကောင်းတရားတို့ကိုယ်ပြားကြပြောက်ကောက်เสียယူเสียမရအောင် ရှိပေလိမ့်မည်တကားလင်းရင်ရွာတို့တီဟူရန်တော်များကြွလာခြင်းဆရာတော်အထက်အညာရက်ရွာ၌ ဝါဆိုတပြင်းစံကင်းနိုင်မနေတော့ပဲအထက်မြန်မာပြည်မန္တလေးမှာဝိတုတ်တိုင်ုံတိုက်တဲ့ရှီစီရှင်ကျောင်း၌ဝါဆိုတည်င်းသုံးသောတီဟိုယဟန်တော်ဒေဝိနဝရညာနာဝတသည်သခိုင်း၌ဝါဆိုသောတီဟိုယဟန်တော်တပါးနှင့်အတူဆရာတော်ရှိရာလင်းရင်ရွာသို့တည်င်းမကျွတ်ခင်ဝါမကျွတ်ခင်ရာဇံကိုရဲ့ကြွလာကြသည် တင်းကျွတ်တွင်ဆရာတော်ကိုဖူးမြင်ကြတော့ရန်လာခြင်းဖြစ်သည်ထိုအရှင်ညာနာဝါတသည်လင်းရင်ကြောင်ကြီး၌ထိုနှစ်1282ခုနှစ်တင်းကျွတ်လာပြီနေ့အခါနေသူနေသားဥပုပ်တင်းတင်များကိုတရားဟောတော်မူသည်ဆရာတော်သည်မေတော်ကြီးကိုအမှုထား၍ငါးရွာရှိတက္ကရာကမတို့အားနေရွာနေပံရောက်ကြောင်း နီလန်ကောင်းတို့ကိုညွန်ပြဟောပြော၍တင်ဘူးတိဂျေစုကိုဆက်ရင်ထိုနှစ်ကိုကုံလွန်စီပြီးလင်ဆန်ကင်းတို့ပြန်လေကြွလာတော်မူလေသည်